တရုတ်ရဲ့အကျူအတွက်နေနိုင်ပက်ထိန်ထုံးကြီးကောက်ဝေးစနစ်ကိုနေရရွှေ့ပြောင်းနေတဲ့ဗီဒီယိုမှတ်တမ်းတစ်ခုဟာလူမှုမီဒီယာတွေပေါ်မှာပြန့်နှံ့နေတယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။ဒါကြောင့်တရုတ်ဟာစက်တင်ဘာလမှာဗီဂျင်းမြို့တော်မှာပြုလုပ်မဲ့စီးအပြအခမ်းအနားမှာဒီထုံးကြီးကောက်ဝေးစနစ်ကိုထုတ်ဖော်ပြသွယ်ရှိတယ်လို့ထင်ကြေးပေးမှုတွေထွက်ပေါ်လာခဲ့ပါတယ်။တရုတ်ကဒီထုံးကြီးကောက်ဝေးစနစ်ကိုတရားဝင်ကြေညာထားတာမရှိသေးပေမဲ့အဆိုပါထုံးကြီးကောက်ဝေးစနစ်တဲ့ဟာတရုတ်ရဲ့ H90 အပါအဝင် အခြားတုံးကြီးကာကွယ်ရေးစနစ်တွေထက်ပုံမခင်းမိလိမ့်မယ်လို့ကြေညာသူတွေကယူဆထားကြပါတယ်။အဲဂျူ90တုံးကြီးကာကွယ်ရေးစနစ်ဟာအမေရိကန်ရဲ့တာမန်နဲ့ high attitude AE ရဲ့ defense အမည်ရှိဒုံးကြီးကာကွယ်ရေးစနစ်နဲ့ပုံစံချင်းတူနေတယ်လို့ကြေညာသူတွေကသုံးသပ်ခဲ့ကြပါတယ်။ဇွန်လ18ရက်ကတရုတ်ရဲ့လွန်မှုမီဒီယာမှာပြန့်နှံ့ခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုမှာဝင်ရောက်6ခုပါဒုံးပြက်လောင်ရှာတင်တဲ့မော်တော်ယာဉ်တစ်ခုဟာကြီးမားတဲ့ဒုံးကြီးကိုယ်တော်နှစ်ခုကိုတယ်ဆောင်သွားပုံကိုမြင်တွေ့ခဲ့ရပါတယ်။ ဒီဒုံးကြီးတစ်ခုချင်းစီဟာလုံးဘက်1.5မီတာ4.6ဘေကန်ရှိတယ်လို့ခန့်မှန်းချက်တွေထွက်ပေါ်နေပါတယ်။ဒီမော်တော်ယာဉ်ဟာဗေကျင်းမြို့တော်ကိုဥတီမောင်းနှင်သွားသဖြင့်ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့နှစ်ပေါင်း80ပြည့်အခမ်းအနားအဖြစ်စက်တင်ဘာ3ရက်မှာပြုလုပ်မဲ့စီးရေးပြအခမ်းအနားမှာဒီဒုံးကြီးကာကွယ်စနစ်ကိုပထမဆုံးအကြိမ်အဖြစ်လူသိချင်ကြားချပြဖို့ပြင်ဆင်နေတာဖြစ်နိုင်တယ်လို့ဗီဒီယိုတင်ထားတဲ့ပို့မှာရေးသားဖော်ပြခဲ့ပါတယ်။ ဒီဗီဒီယိုထဲမှာမြင်တွေ့ရတဲ့စနစ်ဟာမက်လာတွင်ကလမ်းမတစ်ခုပေါ်မှာတွေ့ရှိခဲ့တဲ့ဒုံးပြစ်လောင်ချတင်တဲ့မော်တော်ယာဉ်နဲ့ပုံတံခြင်းဆင်သူနေတဲ့ဖြင့်စီရေးလေလာစောင့်ကြည့်သူတွေက HU29 ဒုံးကြီးကောက်ဝဲစနစ်ဖြစ်နိုင်တယ်လို့ခန့်မှန်းခဲ့ကြပါတယ်။ဒီဗီဒီယိုကိုစောင့်ရင်းရောက်ရက်ကူးထားတဲ့ဓာတ်ပုံတွေဟာတရုတ်ရဲ့လူမှုမီဒီယာမှာပြန့်နှံ့နေပြီး HU29 ဒုံးကြီးကောက်ဝဲစနစ်တင်တဲ့ပတ်သက်ပြီးဆွေးနွေးတဲ့ post တွေလည်းပေါ်ပေါက်လာခဲ့ပါတယ်။